Frankfurt Talent Factory အားလုံးပဲမင်္ဂလာပါ Gobi Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကိုဆုံးပါ Market Cross ဆိုတဲ့နာမည်ကပြည်သက်တွေအတွက်အစိမ့်သက်သက်ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်ဒါပေမဲ့ Premier League နဲ့ဥရောပထိပ်တန်းကလပ်တွေရဲ့တာဝန်ရှိသူတွေအတွက်တော့ရင်းနှီးပြီးသားလို့ဆိုရပါမယ် Frankfurt ရဲ့ Head of Sport အဖြစ်တာဝန်ယူနေတဲ့ Cross ကပြီးခဲ့တဲ့ Transfer Window တွေမှာအသင်းရဲ့ကျယ်ပွင့်နေဖြစ်တဲ့ Omar Mosh Ikidiki တို့ကိုရောင်းထုတ်ပြီးအကျိုးမြတ်တွေဖန်တီးပေးနိုင်ခဲ့ပါတယ် Bundesliga နှစ်မှာ Paderborn ရဲ့ကွင်းလည်လူအဖြစ်ကျင်းလည်ခဲ့မှုတဲ့ကစားသမား Hong Cross က Talent တွေကိုရှာဖွေကင်းထောက်ရမှာ ဒီလူငယ်တွေကိုအယောင်းတင်ရမှာပြီးရင်မျိုးမျိုးမြတ်မြတ်ပြောင်းရွှေ့ကြီးတွေကိုရဖို့ညှိနှိုင်းရမှာစသဖြင့် front fat ရဲ့လှုပ်ရှားမှုတိုင်းကိုဥဆောင်သူဖြစ်လာပါတယ်။ Leipzig မှာနှစ်ရာသီအလုပ်လုပ်ခဲ့ပြီးပြီမဲ့သူ့ရဲ့ network ကကျင်းပြောင်းလို့နေဆိုတဲ့အကြောင်းပြချက်နဲ့အသင်းကထွက်ခဲ့ရပြီး2017မှာ Frankfurt ကိုရောက်လာတယ်။ဒီလိုနဲ့ front fat talent factory ရဲ့ big money move တွေကိုအဆက်မပြတ်မြင်တွေ့လာရတာဖြစ်ပါတယ်။ရွယ်ပေါင်းသီးကျယ်ပွင့်တွေကိုအယောင်းတင်မယ်ပြီးရင်အကျိုးမြတ်တွေဖန်နှီးမယ်ဆိုတာက front fat ရဲ့ business model ဖြစ်လာတယ်။ Tony Blon ရဲ့ Brighton နဲ့စင်တူတယ်လို့ဆိုနိုင်မလား။ ရလာတဲ့ပြောင်းရွှေ့ကြီးဝင်ငွေတချို့တဝက်ကိုပြန်လဲရင်းနေပြီးအသိရဲ့ကွင်းတွင်းဆွမ်းဆောင်ရည်ကိုရော့ကြမသွားအောင်လူငယ်တွေအတွက်ဆွမ်းဆောင်မှုရှိတဲ့ကလပ်အသင်းဖြစ်နေအောင်အဆက်မပြတ်တည်ဆောင်ထားတာတွေ့ရပါတယ်လူငယ်ကျယ်ပွဲတွေကိုစက်ကြောတဲ့အရွယ်မှာကလေးကအသိရဲ့ U system နဲ့ခေါ်ယူစုဆောင်းတာမျိုးတွေရှိခဲ့တယ်လို့အခြားကလပ်တွေမှာရုန်းကန်နေရတဲ့အလားအလာရှိတဲ့ကစားသမားတွေကိုလည်းလက်တွေ့ပြန်လဲမုံမှန်ပေးနိုင်တာမျိုးတွေမြင်ရတယ် EGDG က Frankfurt ကိုမရောက်ခင် PSG မှာနေရာမရသူ့အရေးသွေးကိုချပြခွင့်မရတဲ့လူငယ်တယောက်ဖြစ်ခဲ့တယ်မဟုတ်လားဒီတိုက်ဆက်မှုကို Liverpool တန်ရောင်းချရာကနေပေါင်း83တန်းရရှိခဲ့ပါတယ် ဖရန်ဖတ်ဟာဒုတိယဒေါမွန်ဖြစ်လာတယ်လို့လည်းယဉ်ညွှန်းကြတယ်။ယာဂန်ကလော့နဲ့အတူလင်းပွင့်လာတဲ့အဝါရောင်တွေဟာပြီးခဲ့တဲ့ဆယ်စုနှစ်တွေမှာသူတို့ရဲ့ဒိတ်ဒိတ်ကျယ်ကျယ်ပွင့်နေကိုရောင်းထုတ်ရင်အကျိုးအမြတ်တွေဖန်တီးနိုင်ခဲ့တယ်။လူငယ်တွေကိုယုံယုံကြည်ကြည်နေရာပေးဖို့အသင့်ဖြစ်နေတဲ့သလိုအသင့်တစ်စီမသွားဘဲဆက်နေသူတချို့တို့ကစုဖလားအောင်မြင်မှုတွေကိုဒီမှာနဲ့ခန်းစားခွင့်ရနိုင်တယ်ဆိုတာမျိုးလည်းဖော်ပြပေးနိုင်ခဲ့တယ်။ဆိုလိုတာကဥရောပထိပ်တန်းအသင်းကြီးတွေအတွက်ဖီဒါကလပ်ဆိုတာထက်ပိုတယ်ပေါ့။ဒေါမွန်အကယ်ဒမီကနေထွက်ပေါ်လာခဲ့ပြီး2020မှာဖရန့်ဖတ်ကိုရောက်လာတဲ့အက်နာကရော့ဖ်က ဒီအသင်းနှစ်သိန်းကိုဘယ်လိုနှိုင်းရှင်ရမလဲကျွန်တော်မပြောတတ်ပေမဲ့ Frankfurt သွားနေတဲ့ပုံစံကိုကြိုက်ပါတယ်။မာမော့ရှ်လိုကစားသမားမျိုးထွက်သွားတဲ့အခါထိုင်ညင်းညွနေမဲ့အစားအဖြေရှာတာကပူကောင်းမယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့ရာသီမာမော့ရှ်က EGD ပါခြေစွမ်းပြနိုင်တဲ့အခါချင်းကပ်မှုတွေရှိလာတော့နှစ်ယောက်ထဲကတစ်ယောက်ကိုပဲလှုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါကကွင်းတွင်းဆန်းဆောင်ရေးလည်းမထိခိုက်စေရဘူးဆိုတဲ့သူတို့ရဲ့မော်ဒယ်ဖြစ်ပါတယ်။ Oliver Glasner နဲ့အတူ Europa Champion ဖြစ်ခဲ့တဲ့ဥရောပဝင်ဝင်ပုံမှန်ရလာတဲ့ Head of Sport Crush ဒီပြ Top Moller နဲ့အတူ ဖရက်ဖတ်လျှောက်တဲ့လမ်းကလှပနေပါတယ်။အတူယူစရာလည်းကောင်းတယ်။အဓိကကစားသမားတွေကိုရောင်းထုတ်ဖို့တွန်းဆုံနေတာကြောင့်ဘန်နာရေးပန်းကိုထိခိုက်သွားတဲ့ဘွန်နဒီကာကလပ်တချို့ရှိခဲ့ပါတယ်။မိုချန်ကလာဘတ်ဟာလေဗဝူးရဲ့စိတ်ဝင်စားမှုကိုရချိန်မှာကွင်းလဲလူနီဟောက်စ်ကိုဆက်ထိန်းထားခဲ့တယ်။မာကတ်စ်တူဝမ်ဘန်စီဘီယာနီတို့ကိုဒီလိုတင်းခံနေတာကြောင့်နောက်ဆုံးအလွတ်နဲ့ထွက်ခွင့်ပြုရတာမျိုးတွေပေါ့။ဖရက်ဖတ်ကဥရောပဖူချင်းမှာသူတို့ရဲ့ position ကိုလက်ခံထားတယ်။ကစားသမားတွေကိုယ်တိုင်မငင်းဆိုင်နိုင်မဲ့ကမ်းလှမ်းမှုတွေရောက်လာတဲ့အခါအစားထိုးဖို့ကြိုးအသင့်ပြင်ထားတယ်။ မာမော့ရှ်အီဂီဒီဂီရိုနေရာမှာအစားထိုးဖို့ကားဦးဆောင်အေဝါဟီတို့ကိုခေါ်ယူထားခဲ့တယ်။မာဆေးကနေပေါင်22တန်းနဲ့ခေါ်ယူမှုဖြစ်တဲ့ဝါဟီအလုံးမဖြစ်သေးပေမဲ့နှုတ်ရင်ဘက်ကနေပေါင်9.5တန်းနဲ့ခေါ်ထားတဲ့ဦးဆောင်ကဒီယာဒီမှာအသင်းရဲ့တိုက်စစ်အသက်သွေးကြောဖြစ်လာတယ်။ငါးဂိုးသွင်း၃ချိန်ဖန်တီးကြရတယ်။မေ့စ်တိုက်စစ်မှုဂျိုနသန်ဘာကတ်နဲ့ဖရိုက်ဘတ်တောင်းမဲ့လူဒိုဝန်တို့အတွက်ပေါင်16တန်းသုံးဆွဲခဲ့တယ်။ဂိုးမြူးနေကြတဲ့ဦးဆောင်ဘာကတ်တို့နဲ့အတူဂျာမန်ဘယ်နောက်ခံလူနသန်နီယန်ဘရောင်း၊ကွင်းလယ်လူဟူဂိုလာဆန်တို့ကအခုဆိုရင်ဥရောပအသင်းကြီးတွေရဲ့ရေဒါတွေရောက်နေရောပေါ့။ ကဲဆိုတော့ဒါဟာ Frankfurt ရှောက်နေတဲ့လမ်းပါပဲဒီကြက်ပွင့်တွေကိုမြို့မြို့မြက်မြက်ရောင်းထုတ်ပြီးတဲ့အခါအသင့်အစားထိုးနိုင်မှု talent တွေကို market cross ကရှာဖွေနိုင်အောင်လားဆိုတာသိကြနေခဲ့ပြီမဟုတ်လားအားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်